ပြန်စစ်ကေကြောက်လို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့မင်းပောက်ကြသေးလျှောက်လွဲ့နော်ငါတို့ကမင်းတို့မီဒီယာကိုကြည့်ကိုမကြည့်ဘူးနော်မင်းတို့မီဒီယာတွေကိုကြည့်ရရိုးသူမချက်မြင်သူချက်ငါတို့ကအဲ့မီဒီယာတွေမြင်လို့ရှိရင်ရှက်လို့မကြည့်တာကွာညာဒီသားမှာညာတက်တစ်ခုကဥဆောင်ပြီးတော့လူသိမ်းတိုက်ပွဲပေါ်ဆောင်တာကျွန်တော်တို့ပြောနေတယ်အဲ့လိုပေါ်ဆောင်မဲ့တက်ရှိတယ်ဆိုရင်လည်းကျွန်တော်တို့ကဝိုင်းကူပြီးအဆင်ပြေမယ်ဘယ်နယ်ဒီပါရွေးနေမှာမဟုတ် Hello Charan Myaw Pitu ni ko Mormaw Mya Along Ma Mingla ba News Bit Channel Garden Pro Ma Chaw So Lai ba de 2025 Hone Zone La 23 Yin Ni Chanar Lo Tanin La Ni Mne Pai Video Tin Sam Ni Ne Ni Ni Mne Pai Ma Naw Song Shi Tha De Tolan Tin Thu Tin Kaw Mya Sa Shi Da Phit De Twe Video Ko Chaw Na Thu Sa Song Che Shu Pe Chaw Pho Along Pe Kho Lai Ba De Chanar Lo Ni Ni Mne Ma Sa Na Tolan Ye Bu De Garden Pro Ma Si Kaw Si Ye Ba Na Sa Khan Tain Mu De Ko Chaw Lo Pho Song Na Ni Ma Aw Pwe De Ya Shi Khe De So De Tin De Pa Wan Bo Ma Ye Ko Ye ခြေခွဲလောင်မြဲတန်တွေလည်းကျွှတ်မှာပဲဖြစ်ပါတယ်။အယုံဆုံးနေနဲ့ကျွန်တော်တို့ခါတိုင်းလိုပဲတော်ရန်တရင်တူလေးတွေချစ်လိုက်ရအောင်နော်။ပထမအဆုံးတရင်တဘို့အနေနဲ့ကတော့ခရင်မျိုးသားစီယုံကန်ယူတမဟာ6နဲ့မြေမြန်မာထိုင်းနယ်ဆက်လက်ကြံစခန်းလေးခုနဲ့ထီကပလက်ထီကပလာစစ်တပ်စခန်းကိုမနေ့ကညနေပိုင်းမှာတင်ပရရှိပြီးပြီဆိုတော့ကန်ယူရထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။ စကားစားတွေကစကားအနေပြီးတော့ဆုပ်ပြေးသွားတာထိုင်းဘက်ကိုပေါ့တော်လိုင်းအဖွဲတွေကတော့စခန်းရသွားပြီပြည့်တဲ့စကားစားတွေဒါပေမဲ့ထိုင်းဘက်တော့မရောက်သေးဘူးတော်လိုင်းအဖွဲတွေကနေပြီးတော့လိုက်ရှင်းနေတယ်မိလောက်မှာပါဒါပေမဲ့စကားစားတွေဘက်ကနေပြီးတော့လမ်းတစ်လျှောက်မိုင်းတွေထားခဲ့တယ်ကြားတယ်သူတို့ကိုထိုင်းဘက်ကလည်းကြိုးဆောင်နေတယ်သိရတယ်သူတို့မှာဒဏ်ရာရသူတွေလည်းပါတော့တိတ်မြောက်နိုင်ဘူးခုထိတော့ရောက်တယ်မချသေးဘူးစပရမစခန်းတိုင်းတဲ့ပွဲချောင်းကိုကျွန်တော်တို့ဈေးတနင်္ဂနွေကနေပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်ကျွန်တော်တို့ခုဆန်တော့စစ်ကောင်စီရဲ့ပေါ့နော် နေဆစီမီတဲ့ကြောမှာရှိနေတဲ့တပ်စခန်းတွေအလုံးကြီးပေါ့ကျွန်တော်တို့ဘက်ကနေပြီးတော့မှတင်ပတ်ရရှိထားတာမလို့မကြခင်မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဒီတပ်ပြီးတော့မှစစ်ကြောင်းထိုးမှုတွေပြန်လည်လုပ်လာအောင်မယ်ဆိုတော့ကျွန်တော်ကရင်တော်လိုင်းဖွဲ့စည်းတွေကနေပြီးတော့မှအမုံချိတ်မြေလာတက်ခိုက်သွားတော့မှာပဲဖြစ်ပါတယ်အခုဆိုတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီနေ့မနေ့ပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တပ်စခန်းတခုရရှိပြီးပြီဆိုပြီးတော့မှရဲဘော်တွေကနေပြီးတော့မှမနေ့ခင်တရင်ကောင်းလေးတွေကိုဖြန့်ဝေပြောဆိုလာတာပဲဖြစ်ပါတယ်နောက်ထပ်တရင်တပ်ဖွဲ့အနေနဲ့ကတော့ မန္တလေးတိုင်းမလိုင်မြို့ပေါ်စားတောက်ဆိုင်မှာတောက်ဆောက်မှုယူပြီးတော့မှခွန်းထုတ်ဝဲတဲ့တက်ချက်ကြီးအဝင်းကိုကို PDF ရဲမေးတွေကနေပြီးတော့မှလင်းနေတဲ့သူအရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ကျွန်တော်တို့ဖမ်းဆီးရမိတဲ့တက်ချက်ကြီးအဝင်းကိုကိုစစ်တုံးပန်းဥပဒေနဲ့အညီထိန်းသိမ်းထားပြီးတော့မှဆစ်လက်ဆစ်ဆဲမှုတွေလုံဆောင်တော့မှပါဆိုပြီးတော့မှတောင်သာမြို့နယ်ပါကဖတောင်ရှိသူတို့ကနေပြီးတော့မှပြောဆိုထားဖြစ်ပါတယ်။ဇွန်လ22ရက်နေ့နေ့9နာရီချိန်မှာမလိုင်မြို့ပေါ်မှာရှိတဲ့စောက်တောက်ဆိုင်တက်ဆိုင်မှာချမ်ပက်စစ်ကောင်စီတပ်သားတွေအရဆိုရင် တောက်ဆောင်မှုရနေလို့တရင်ရရှိပြတဲ့အချိန်မှာပဲကျွန်တော်တို့တောင်သာမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ကရဲမေတွေဦးဆောင်တဲ့အဖွဲ့ကနေပြီးတော့မှတွားရောက်စုံစမ်းနေတဲ့အချိန်မှာပဲအမူပြီးတော့မှကွန်းရဝဲထွက်တဲ့အတက်ချက်ကြီးအဝင်ကုန်ကိုအရှင်ဖမ်းဆီးနိုင်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲမေတွေကတော့အခုဆိုရင်ပွဲချနေတာပေါ့နော်စစ်ကောင်စီရဲ့ဒီတက်ချက်ဆင်းတွေတော့မှအခုဆိုရင်လက်ရအရှင်ဖမ်းပြီးတာတော့မှရှိခဲ့တာဖြစ်ပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဆိုရင်ကျွန်တော်တို့ပြည်သူတွေကနေပြီးတော့မှမင်းနေမှာဆိုတွေ့ရှိတာနဲ့ကျွန်တော်တို့တော်လန်တပ်ဖွဲ့ဝင်တွေဆီမှာတရင်တွေပြပို့နေတယ်ဆိုတော့လဲသူတို့ကိုယ်တိုင်တရှိတင်နေတာပဲဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်တို့ပြည်သူတွေနဲ့ တော်လန်တဖို့ဝင်ရဲ့ပူပေါင်းဆောင်ရွက်မှုတွေကနေပြီးတော့မှရရှိလာတဲ့နောက်ဆက်တွဲတရင်ကောင်းလေးတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့မှာပထမဆုံးအနေနဲ့ကျွန်မကတော့ဆရာလူမြတ်ကျော်နဲ့ပြီးတော့မှကန်တော့ yes ကန်အသိပြီးပြီးမှာပဲအခုဆိုရင်ကျွန်တော်တို့အညာပူပေါင်းတဖို့ဝင်ရဲ့နောက်ထပ်စီးပြမကဘယ်ညာလဲဆိုတော့ကိုသူ့အမည်ကိုသုံးသပ်ပြောဆိုထားပဲဖြစ်ပါတယ်။ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်တို့စာချလိုက်ရအောင်နော်။ဆက်တက်နေတဲ့ဒီကြီးကိုပြချခဲ့တဲ့ကန်တော့စကနေတက်ရှင်းမမြင်ခဲ့တဲ့ကုလုံးမှာ ကြီးမားတဲ့မဟာပြိုကျတဲ့တိုက်ပွဲကြီးကိုပေါ်ဆောင်ထည့်နိုင်တာဟာ VNR ဆိုတဲ့ဘုံငကားနဲ့ပူပေါင်းတက်တွေရဲ့ပလဲမျိုးတိုင်တက်ဝဲရဲ့မနေ့ကတနေ့ကမှစကန်လေးအောင်ဝဲကြခဲ့တယ်ကန်တော့ PL အပါဝင်ပူပေါင်းတက်တွေတိုက်ခတ်တိမ့်ပိုက်နိုင်ခဲ့တယ်ကန်တော့စကန်တိမ့်တက်ဝဲဒီနှစ်ကူပဲရှိသေးတယ်နားနေအတွက်မှာအဲ့လိုပြောလို့ကြိုက်ချင်ကြိုက်ကြိုက်ချင်ကန်တော့စကန်လေးတက်ဝဲမှာအောင်ဝဲတွေရလို့ဂုံပြူတက်ကူတွေဂုံပြူရမှာဖြစ်လို့ကျယ်လေကျွေပါတယ် ဒီပြည်အမတုံးစစ်ကြောင်းမဆရီတက်ရင်တက်စုမှုရဲပေါ်ထိုက်ကြည့်အပေါ့တုံးပြည်သူကဝေတက်လို့ PDF ရေးမှမခင်အမဆရီတက်ရင်ချက်တဲ့တက်မလို့ PPL ကကွန်မန်ဒါ PDL ကကွန်မန်ဒါတိုက်ခိုက်ရေးမှုရဲပေါ်ကြော်ကြည့်ဒါမြင်ဖြတ်တော့တိုက်ခိုက်ရေးတာဝန်ထမ်းဆောင်ခဲ့တဲ့နိုင်ဒီစစ်စတိုဂျာအညာတက်ခွဲကရဲပေါ်ပုံငယ်တွင်းသူတို့ချက်ဆုံးရဲ့အဲ့ဒါအရေးကြီးတယ်ဒီနဲ့ Israel ဖြစ်လို့ပြာကျသွားလား ဒုတိယအရေးကြီးမှုလို့ပြောပြရတယ်။ကိုယ်နိုင်ငံတွေကကိုယ်နိုင်ငံသားတွေနဲ့ကိုယ်နိုင်ငံတွေကပြည်တွင်းစစ်ကအရေးကြီးတယ်။ဒီနေ့ဒီတော်ဒီတော့ဘုံကျဲမှုကြောင့်ဆယ်နဲ့ချီတိတ်ဆုံးနေပြီးတော့ဒေတာကံပေါ်ရှားပေါင်းများစွာကြီးပါ20တော့ကစီရေးရှောင်ရပါတယ်။အခုကြီးတွေလိုအပ်တဲ့ဤဆက်ရည်ပူကြပါ။ကျွန်တော်တို့ရောရှည်ရှည်ဝေးဝေးမပြောတော့ဘူး။အခုဆိုရင်အင်မတီနဲ့ဇီးဘုံကိုမတိုက်လို့မရတော့ပါဘူးတိုက်ကိုတိုက်ရပါလိမ့်မယ်အင်မတီနဲ့ပြူစောအင်မတီနဲ့ဇီးဘုံကြွာပြူစောတိကြွာတွေကိုမတိုက်ရင်မတိုက်ရင်လေ ကျင်းပါမယ်တကယ်လို့စစ်ကြောင်းကဝင်ထိုးပြီးပြကြတော့ပါလိမ့်မယ်။အင်း you know ပြီးဆိုရင်အင်အားတရာနီးပါးရှိတယ်အဲ့ဒီရွာဒီမှာကျွန်တော်တို့သိရသလားအခုဆိုရင်အင်မတီကိုတိုက်ဖို့အတွက်ပြင်ဆင်မှုတွေလုပ်နေတယ်လို့လည်းသိရပြီးအင်မတီနဲ့အင်မတီကထွက်လာနိုင်တဲ့စကားစဖက်စစ်တက်နဲ့ပြူစောထီးတွေကိုထပ်ပြီးမထွက်လာနိုင်အောင် PLN နဲ့ပူးပေါင်းတက်တွေကဖြတ်တောက်ပိတ်ဆို့ယူပြီးပြင်းပြထထလောက်နေပါတယ်အင်မတီနဲ့ဇီးဘူကိုတော့ဖက်စစ်တက်ဟာစစ်ကူမပို့နိုင်တော့ပါဘူး ဒီမှာဆီအလူမီချော်ပြောထားသလိုပဲခုဆိုရင်ကနောင်ရက်စကောင်ကပြီးသိနေခဲ့တယ်ပေါ့နော်။ပြလေးပူပေါင်းတက်တွေကလည်းပြီးမှစစ်ကောင်စီရဲ့ပြိုဆော့ထိတွေအကောင်နဲ့သူတို့ဒီရွာနေရာကိုဆက်လက်တိုးဆစ်ဆင်တိုက်ခိုက်သွားမယ်ဆိုတဲ့ကြောင်းသူတို့လည်းပြီးမှတုံ့တပြောဆိုထားဖြစ်ပါတယ်။စစ်ကောင်စီအနေနဲ့ကသူတို့လဲလို့ဆုံရှုံထားတဲ့နေမျိုးတွေကကျွန်တော်တို့ပြည်သူတွေနေနေပုံမှာလိုက်လံမိုးချမှုတွေဆက်တိုက်ဆိုလို့ဟုတ်ချင်ထိလှုပ်ဆောင်နေတာမို့လို့ကျွန်တော်တို့ပြည်သူတွေကဆိုတော့ ဘေးလို့ရကိုရှောင်ပြေးနေရတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့ကြံတဲ့ပြည်သူတွေဘက်ကနေပြီးတော့မှစပေးရှောင်ပြည်သူတွေပုံမှာဒီတဲ့ပို့ပြီးတော့မှကိုညီအားထုတ်ပေးမယ်ဆိုတော့ကျွန်တော်တို့ဒီတိုင်းခေးပို့ပြီးတော့မှထိရောက်မှာပဲဖြစ်ပါတယ်ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တာချေလေးမျိုးကတတွင်ချင်းပြတ်ချစမှုတွေအကြောင်းကိုအငင်းစားစစ်တဲ့ကနေပြီးတော့အဖွင့်အဝင်ကပြောကြားထားတဲ့အားလေးကျွန်တော်တို့စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်လားဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်လေးကစကားသံအစီအစဉ်အနေနဲ့တာချီလေးကအငိမ့်စာစစ်တီတဝီယတာပြပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ ကျွန်တော်ကခမရ331တာချီလိုက်တက်ကအငိမ့်စားစစ်တီတူပါတရဲအပေါ်တစ္ဆာမိတ်စွာကိုကျူးအတွက်လှူစားနေတဲ့စစ်တီတွေကိုအထက်လူကြီးများသိရှိပြီးအရေးယူနိုင်အောင်ပြောပြချင်ပါတယ်ခမရ331မှာတပ်ပိုင်မြေဧက900ရှိပါတယ်အခု300ကျော်ကျော်လေးပဲရှိပါတော့တယ်တပ်ဘေးမှာလွယ်စီ300ရှိပါတယ်ရွာဆက်မှာတပ်ပိုင်မြေကြောက်တိုင်ရှိပါတယ်တပ်ပိုင်မြေကြောက်တိုင်ကိုတက်ကထွက်သွားတဲ့ဒုအရာခံဘူးဦးတောင်နဲ့သူ့တမက်ခွဲတက်ချက်ကြီးစိုးလိုင်တို့ကနေရာပြောင်းဆိုင်ပြီးသူတို့ကအိတ်ဆောက်နေပါတယ် သူတို့ပတ်ဝန်းကျင်ကတပ်ပိုင်မြေတွေကိုအကွက်ရိုက်ပြီးရောင်းစားပါတယ်။ခမှန်3အေကောက်ခွဲလောက်ရှိမယ်ထင်ပါတယ်။ခွဲတက်ချက်ကြီးဆိုလိုက်ကလက်ရှိတပ်ထဲမှာတာဝန်ထမ်းဆောင်စေပါ။ရောက်လာသမျှတပ်ရင်းမှုအဆက်ဆက်ကိုဖားရပေါင်းပြီးခြေရန်မလိုက်ရပဲမြို့ဆောင်ကိတ်မှာကိတ်ထိုင်နေတာပါ။တပ်ရင်းအဆက်မြေလွတ်တွေမှာမြို့တွေကကားတွေနဲ့အမိုက်လာပုံကြပါတယ်။တလောက်ကိုဘတ်ရှိရာဆရာကြီးဆိုလိုက်ကိုပေးရတယ်လို့သိရပါတယ်။ရှုပ်ပွားညစ်ပတ်နေတာပါပဲ။တိုက်ကလူတွေကအဲ့ဒီနေရာကိုတိတ်မရောက်ကြတော့မတိကြပါဘူး။ သူလုံးချင်တိုင်းလုံနေတာပါအများကသိအောင်တင်ဆက်ပေးပါလို့စာရေးသားပြပို့လာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေအိမ်တော်တဲ့ရမေတွေနဲ့တက်မိသားစုဝင်ရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်တမတော်သားအရာရှိစစ်တီတွေအိမ်တော်တဲ့ရမေတွေနဲ့တက်မိသားစုဝင်အနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရဲ့ message box ကနေတင်ဆက်ပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အခွေသားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင် ဒါတော့ဗောနစကောင်စီတက်ရဲ့ဒီအရာရှိတွေဆိုတော့ခုဆိုရင်တပ်ပိုင်မျိုးတွေတော့မှကွဲခြားပြီးတော့မှရောင်းစားနေတယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်တို့ပြည်သူတွေပိုင်နေုံတွေတော့မှသူတို့အနေနဲ့ဖြစ်လို့ပစ္စည်းလုံးနေတဲ့အချိန်မှာပဲဗောနသူတို့ဒီတပ်ပိုင်မျိုးတွေစပရမကျွန်တော်တို့ဆီကနေပြည်သူမှာတင်ပတ်ရရှိထားတဲ့နေရာတွေတော့မှခုဆိုရင်အကွက်တွေရိုက်ပြီးတော့မှရောင်းစားနေတာကိုကျွန်တော်တို့တက်ပြီးတော့မှသိရှိရတာဖြစ်တယ်ဒီလိုမျိုးအဆုတွေဆိုတော့ကျွန်တော်တို့ပြည်သူတွေကနေပြည်သူမှာတော်တော်လေးမြေပုံချိုးပြီးတော့မှဗောနအမှုချိတ်တက်ခတ်ချင်းနေကြတာမလို့ မိဘဖီတိုတွေနေနဲ့အခုလိုမျိုးကိုကျိုးရှာစီးပွားရေးတွေလုပ်နေကြတဲ့စစ်ကောင်စီရဲ့ရှေ့တွေနဲ့အောက်ခြေသားတွေတရှိတယ်ဆိုတော့တရေချလင်းတဲ့သူကကျွန်တော်တို့တလန်တဖို့နေစီမှာအကြောင်းကြားလို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်တွေနေကတက်ပြီးတော့မှပြောလို့ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မြင်းချံဘလက်တိုက်ကတဖွဲ့ကခေါဆောင်ဖြစ်တဲ့ဘူမိုက်ခဲကနေပြီးတော့မှကျွန်တော်တို့အညာမှာဆိုတော့တပေါင်းစုလိုမျိုးတိဆောက်ပြီးတော့မှပါနော်မြို့တင်တဲ့ဘွဲတွေဆင်းရဲဖို့လွမ်းနေပြီဆိုတဲ့အကြောင်းတို့အနေနဲ့ပြီးတော့မှသုံးသပ်ပြောဆိုထားတဲ့အားလေးကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော် အဲပုံမှန်လေးပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနည်းနည်းတော့ဘောနော်လူငယ်တွေကြည့်ဆိုတော့နည်းနည်းသိရမလားကျွန်တော်တို့အတွေ့အကြုံတခါတလေကြတော့လေအဆုံးရောက်နေတာဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဘောနော်ကျွန်တော်တို့ရဲ့ရီမန်ချက်တစ်ခုတူလည်းပြောလို့ရကျွန်တော်တို့ဒီတက်တော်တော်များများဒီအရာကိုတက်တည်ဆင်းလာပြီးတော့တိုက်တဲ့ချိန်ဒီဘောနော်စောင့်စောင့်ကြတာများတယ်အဲကျွန်တော်တို့ဒီ MPT တက်အနေနဲ့ကတော့ဒါလိုမျိုးစောင့်မှာမဟုတ်အရာကိုတက်ပါမှာတော့ကူတိုင်းတိုက်တယ်မယ်တော့ကူတိုင်းမယ်အခုလေးပေါင်းတိုက်နေရာရှိတယ်တော့ကူတိုင်းမယ်အဲ့ကနေပြီးတော့စစ်ပညာတွေစစ်အတွေ့အကြုံတွေများစွာယူမယ်လက်လက်ခရမ်းကူညီတွေယူမယ်ပြီးရင်ညာဒီသားမှာကျွန်တော်တို့အညာသားတွေဥဆောင်နဲ့တက်ရှိတင်တယ်လို့ကျွန်တော်ထင်တယ်ဗျအညာဒီသားမှာ ဘောတော့အညာကူသားပြည့်တဲ့တက်မရှိဘူးဆိုတည်းပြရတော့ကျွန်တော်တို့အဆင်ပြေမှာမဟုတ်ဘူးရှေ့လာလာတွေလည်းကောင်းလာမှာမဟုတ်ဘူးအညာကူသားပြည့်တဲ့တက်ရှိတယ်လေလို့ထင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အညာဒီသားမှာကျွန်တော်တို့ဘောတော့ဘောတော့ဥဆောင်ပြီးရောဘောတော့ညာဒီသားမှာညာတက်တစ်ခုကဥဆောင်ပြီးရောမြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်တာကျွန်တော်တို့လိုချင်တယ်အဲ့လိုဖော်ဆောင်မဲ့တက်ရှိတယ်ဆိုရင်လည်းကျွန်တော်တို့ကဝိုင်းကူပေးဖို့အဆင်ပြေမယ်ဘယ်နယ်ဒီပါရွေးနေမှာမဟုတ်ဘူးအဲ့အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းကျွန်တော်တို့ဘောတော့ကျွန်တော်တို့ဒီစံပြားတစ်ခုအနေနဲ့ကျွန်တော်တို့ရအောင်တိမ်းမှာမြို့ကိုရအောင်တိမ်းမှာအညာတက်တွေ အညာမှာရှိတဲ့တက်တွေကဟိုတော့အညာကိုရအောင်တိမ့်နိုင်နေဆိုတဲ့အနေထားစစ်ကောင်စီကိုကောင်းကောင်း၆လက်နိုင်နေဆိုတဲ့အနေထားအထိရအောင်ကျွန်တော်တို့ချိုးရသွားဖို့ရှိပါတယ်ကျွန်တော်တို့ဒီပြောင်းပြန်ပြကျွန်တော်တို့ဒီရဲဘော်ဘွားမှာကျွန်တော်ဆရာကြီးရဲ့မျက်နှာကိုပြန်ကြည့်ရတယ်သိတယ်မလားငါဆရာကြီးဆင်ရောပြေတာမျက်နှာကောင်းရလားဆိုကျွန်တော်ပြန်ကြည့်ရတယ်အဲကျွန်တော်တို့ဟိုတော့ခေါင်းဆောင်နေဖြစ်တဲ့ချိန်မှာတော့ကျွန်တော်တို့ကရဲဘော်တွေမျက်နှာကိုပြန်ကြည့်ရတယ်ကျွန်တော်တို့တို့အနေထားကိုခြုံကြည့်ရတယ်ပေါ့အဲရဲဘော်မျက်နှာမကောင်းဘူးပေါ့ဘာဖြစ်တာလဲပြောလို့ရှိရင်မပြေဘူးဆိုတော့တယောက်ချင်းကျွန်တော်တို့ခေါ်မေးရရှိတယ်ညီလေးဆင်ပြေတာဘယ်လိုဘယ်လိုချင်းနေရှိတယ် ဘာဘာဖြစ်လို့လဲပေါ့ရှုကြောင်လည်းမိသားစုဆင်မပြားရရှိတယ်။ okay ညီတွေကဆိုဟုတ်ပြီ။အခုတို့အခုမဟုတ်တောင်းကြည့်မယ်။မဟုတ်တောင်းပြီးတော့ကြောက်အခုတို့ကုညီပြမယ်။ဒီပုံစံလေးနဲ့ကျွန်တော်တို့သွားရတာရှိတယ်။ဘာလို့လဲဆိုတော့စစ်တိုက်တဲ့ရဲဘော်တွေပြောရှင်မအဆင်ပြေမယ်လေနော်။အဲ့တော့ကြောင့်တို့မိသားစုခက်ခဲလို့ကျွန်တော်တို့တခါတော်လိုင်းငွေတော့ကျွန်တော်တို့လုံးဝသုံးမှာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့မုံကူတွေကလည်းကျွန်တော်ပြန်ပြီးတော့အခုကြရရှိတယ်။အဓိကကျွန်တော်တို့ကဒီစစ်မိန်ကြောင်လှုပ်လှုပ်ရတယ်ဆိုတာထက်ဘောနော်ကျွန်တော်တို့ဒီပြည်သူတို့အတွက်ဘောနော်ကျွန်တော်တို့အကောင်းဆုံးပေးဆက်မယ်။စစ်အာဏာရှင်တို့လုံးလန်းနိုင်မယ်ဆိုတဲ့စိတ်လေးရှိတယ်။ပြီးရင်ကျွန်တော်တို့တတ်ထဲမှာဆိုလို့ရှိရင်ရဲဘော်တယောက်ရဲဘော်တွေကိုမမေးရဲဘော်တွေကိုရဲဘော်တွေကိုဆွဲရင်လည်းကြာသွားတဲ့ရဲဘော်တွေလည်းရှိတယ်။ အဓိကဘာကဘာအခြေခံပြချင်တာလဲဆိုလို့ရှိရင်ဒေတာတခုကတော့ကျွန်တော်တို့အားလုံးဒီ CC လုံးလုံးရှိတယ်တယောက်ပေါ်တယောက်သိစာရှိတယ်ဒီပုံစံนี้ဖြစ်အောင်ကျွန်တော်တို့ကအဓိကအဖြစ်မြစ်တာနဲ့သွားရတာပုံများပါတယ်စစ်မိတ်ဆိုတာကတော့မင်းအောင်လိုက်စစ်တက်မှာလဲစစ်မိတ်ရှိတယ်စစ်မိတ်ဆိုတာစိတ်စိတ်မပိုင်မရဘူးဘုံမိုက်ခရတော့တက်တာငဲတာပေါ့နော်စေတရရင်ချစ်ပြီးတော့မှတွေ့ရောက်ချက်တသားတွေပုံမှာ new design နဲ့တွဲနေပြီးတော့မှလေးထားတယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ကြားနေရတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့အားလုံးမျှော်မှန်းနေတဲ့ အညာမှာဆိုတော့အညာတပေါင်းစုတစ်ခုလိုမျိုးတိစောက်ပြတော့မျိုးတင်းတဲ့ပွဲတွေဆင်နွှဲနိုင်ဖို့ကျွန်တော်ပီတိုရီတာမှာခအခုဆိုရင်ဒေါ်လာရဲပွဲတွေကနေပြတော့မှလဲလိုလာတောင်းသားနေကြရပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့အဲ့ဒါမျိုး အများဆုံးတည်ဆောက်နိုင်မယ်ဆိုတော့စကောင်စီတဖို့နဲ့အညာမှာဒီနိုင်ချက်တောင်းချက်နေတာကိုအများဆုံးပါနော်။ဟန်တားနိုင်မှာမလို့ကျွန်တော်တို့ပြည်သူတွေကလည်းပြမလဲ။နောက်ွယ်ရနေပြမပန်ဖို့ကိုညီနဲ့ကျွန်တော်တို့တဖို့တွေမျိုးသိနေပေါ်တဲ့ဒီချက်ပိုပြီးမှဆင်းရဲနေအောင်လှုံ့ဆော်ဖို့လွမ်းနေတာပဲဖြစ်ပါတယ်။စကောင်စီနေနဲ့ကျွန်တော်ပြည်သူတွေကိုဆက်လက်တက်ဖြတ်မှုတွေလှုံ့ဆော်မှုတွေဒီချက်ပိုပြီးမှမတိုးမြင့်ခင်မှာကျွန်တော်မျိုးပပြည်သူတွေအလုံးကနေပြမပေါ်နော်။တော်လန်တဖို့နဲ့သူဒီတော်လိုင်းမှာထက်ထက်ဝင်ပူပေါင်းပုံရဲမနဲ့စကောင်စီကိုအများဆုံးဖြိုချဖြိုလဲနေဖို့လွမ်းနေတာပဲဖြစ်ပါတယ်။ နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့အဘသာကိုကြီးဆိုတဲ့ငနေကနေပြီးတော့မှကြောက်ဖြူမျိုးတိမ့်တဲ့ဘက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြာဆုံးမှုများတယ်ဆိုတဲ့သတင်းကမဟုတ်ဘူးဆိုတဲ့အကြောင်းကိုဗလားပြောလို့ပြောဆက်ပြောဆိုထားရတယ်လေကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ဟမ်ပြောလိုက်ရှင်ဘယ်လိုပါလဲပြိုင်စစ် KD ရောက်နေပြီဘာညာကြီးกว่าနေဟမ်ဟာလာပြီးတော့ရှင်ဟိုးတောင်းတေပေါ်တက်ပြီးဟုတ်ပြီလားနော်မင်းတို့ငါပြောလိုက်မယ်ကွာမင်းတို့ရခိုင်နေနော်မင်းတို့ဒီကြောက်ဖြူမှာမင်းတို့ရခိုင်နေရပဲတိုက်စင်းဖွင့်နေတာမဟုတ်ဘူးနော်ကောင်တာအတက်လို့ခေါ်တဲ့ နော်တံပြန်ထိုးစစ်ကိုတက်မလို့ရပါဆင်းနေတာဟွန်းစစ်တက်ကနှစ်ရက်သုံးရက်တွင်းကိုစကန်ကောင်းတခုကိုတိမ့်နိုင်လို့ရှိရင်မင်းတို့ကောင်တွေကအခုထက်တည်းပြိုင်စစ်ကင်နောက်ကိုကက်လိုက်ပြန်ပြေးသွားလိုက်ထွက်ပြေးလို့ရှိလို့ရှိရင်မင်းတို့ဟိုးတောင်ဝယ်အထိပါတက်ပြေးတာဟမ်အဲ့ဒါကိုဆောင်းရှဲမရှိပြိုင်စစ်ကင်ကြလို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့မင်းပောက်ကြသည်ရှောက်လွှဲ့နော်ငါတို့ကမင်းတို့မီဒီယာတွေကိုကြည့်ကိုမကြည့်တာနော်မင်းတို့မီဒီယာတွေကိုကြည့်ရရိုးသူမရှိမြင်သူရှိငါတို့ကအဲ့မီဒီယာတွေကိုမြင်လို့ရှိရင်ရှက်လို့ကိုမကြည့်တာကွာရှင်းရှင်းလေးဟုတ်ပြီလားအဲ့တော့ မင်းတို့ကြောက်ဖြူရဲ့အခြေအနေမှာမင်းတို့ကောင်တွေကမကြတော့မီအခြေအနေမှာ coming victory ဟာမင်းတို့မကြတော့ရအောင်နိုင်တော့မယ်စူတောင်းနော်မင်းတို့စူတောင်းပြီးမှတိုက်နော်ငါတက်ပြောလိုက်အောင်မယ်ငါတခါစူတောင်းပြီးမှတိုက်ကြောက်ဖြူမင်းတို့ရှားဖို့အဝေးကြီးနော်ဟိုဘက် ARD တိုင်းဘက်ဘာပြညာဘက်စမြင်တာလာလှလာဆိုတော့လေမဟုတ်ပြန်ဘူးနော်ဟိုဘက်မှာလည်းပေးနေတာရိုးမဒေါ်တဲရိုးမဆက်တီထွက်ပြေးနော် ARD တိုင်းဘက်မှာလည်းမင်းတို့ AR တပြေးပြေးပြုတ်လုံးလုံးမပါတော့ပါ ဒီကောင်တွေကတော့တက်တာချိလာတာလုံးဝအထီးတက်မရှိသေးပါနဲ့အခုဆိုရင်ကျွန်တော်တို့အေဟိုပြန်ပြတော့မှစိန်ဟော်အချောင်းပြောဆိုရဲတည်တာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ချက်ဖီမြူတိန်တက်ပေါ်မှာစကွန်စီတက်ပုံတွေတယန်လိုက် AAC မှာလည်းလည်းချအညံ့ခါတဲ့တက်ပုံတွေလည်းကျွန်တော်တို့ကိုယ်တိုင်ကိုချတွေ့နေရတာမလို့ဒါကိုသူတို့အနေနဲ့ခုချိန်ထိချက်ဖီမြူကဆန်တဲ့စကွန်စီတက်ပုံတွေချဆုံးမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ညင်းနဲ့ပြောဆိုနေတာပဲဖြစ်ပါတယ်တိုင်းတူတဲ့စစ်စင်းမှာဆိုလဲကျွန်တော်တို့ AAP တဲ့ပုံတွေကနေပြတော့မှစကွန်စီတက်ပုံတွေအမုံကျဲတက်ခတ်နေတာမလို့ အဲ့လိုမျိုးကြာဆုံးမှုများတွေတဲ့မြောက်လိုင်းတို့စစ်တာဆိုတော့တော်တော်လေးကိုခြေခွဲလောင်မြန်နေချက်တာပဲဖြစ်ပါတယ်အဒီထဲမှာဒီလိုမျိုးအတန်းစားဖို့မတွေကနေပြီးတော့မှသူတို့အတ္တမိသားဆိုနေတဲ့ဂျန်နဲ့ဘောမအယုကက်လေးတို့ပြန်ပြီးတော့မှပေါ့နော်ဂျင်းတဲ့အာချောင်ပြောဆိုနေကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့မြောက်လိုင်းတို့ဖစ်စစ်တာကနေပြီးတော့မှအငိမ့်ဆိုင်ရွတော်တဲ့စစ်တဲကနေပြီးတော့မှမြောက်လိုင်းကိုဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်လိုက်ရအောင်နော်ကျွန်တော်စစ်တဲကတည်းကတင်းနေလေးနေလူတက်တဲ့ပြင်ရတယ် mindset ကိုပြောင်းလို့ ဲတော့တစ်ချက်တစ်ကောင်တင်းအောင်နော်။မင်းငပိကျော်ပို့ပေးမယ်လို့ရှိလာလို့ပြောရတယ်။အဲ့တော့မင်းကလည်းစိတ်ကောင်းနည်းနည်းပါးပါးရှိနိုင်တယ်လို့ရှိစား။ဘုရားအဲ့လိုတိမ့်မယ်လို့ဖြစ်မဲ့အချိန်မှာမင်းစိတ်ကောင်းဆွဲထုတ်ပြီးတော့မချစ်ပါသေးဘူးဆိုတော့စိတ်လုံးနဲ့အချိန်ပေါင်းများတော့ပြောတယ်။ဘုရားပြင်းလူတွေတော့တော့လည်းတည်တယ်။ဘိုးမဲအိမ်မဲဖြစ်တယ်မိတွေလုံး စစ်တပ်ကိုလည်းပြင်ကြည့်လိုက်ဝီစီထဲရောက်တယ်တခါတော့ရှိလို့ဘုရားအစုံအခြေခံကတီလာနော်ပြတရားအခြေခံမဟုတ်ဘူးတကူမဟုတ်ဘူးနော်အဲ့ဒါတည်အောင်လုပ်ဘုဒ္ဓေါဆန်စစ်အသက်80နှစ်ဝင်နေတာမြေကအဓိကပြောချင်တာ thì lâu đoạn, lâu cái gì đó ở chú sĩ mình có giàu không phan thông trả thì thấy gì luôn này mình mỹ lòng đại tôi này lâu gần thì hmm. sẽ đủ ừ ông sáng sẽ chịu phiêu biểu cái gì còn cái gì mỹ lòng nào mỹ nhi này nữa lâu được lâu đó rất là nhi ra lâu gần nhau ကဲဒါတော့ပေါ့နော်ကျွန်တော်တို့အရင်စားစစ်တဲ့ကိုယ်တိုင်ကနေပြီးတော့မှမြောက်လိုင်းကိုပြန်ပြီးမှစုမပြောဆိုထားဖြစ်တယ်အမေစုကိုတော့မှထောင်ချရုံမကအခုဆိုရင်စေဝါကုသမှုတွေတော့မှပြည့်ပင်ထားတဲ့မြောက်လိုင်းရဆိုတော့ကျွန်တော်တို့တိုင်းပြည်နယ်လိုမျိုးတွေပုံမှာဆက်လက်ပြီးတော့မှရုံမှာပို့ကျွတ်ကြံစီနေတယ်ဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့မှ သိရှိရတာပဲဖြစ်ပါတယ်။မျှော်လင့်နေတဲ့ဘလော့ပဲကျွန်တော်တိုင်းပြည်နယ်လူမျိုးပေါ်မှာဆက်လက်ရုံးမဖို့စူးစမ်းနေပြင်မဲ့ပါနော်။ကျွန်တော်ခုစတော့တလိုင်းရေးပြည်သူတွေအားလုံးကနေပြီးတော့ဝင်ဝင်စီလုံးညွှန်ဆောင်နေသူတို့ကအပြတ်ချင်းမတက်ခိုက်နေတာမလို့သူတို့ရဲ့ကြဆုံမှုတွေကဆိုတော့တေချာပေါ့မကြခင်မှာကြောက်လာတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်ဒီအငင်းစစ်တဲ့ရေပြောစကားတွေနဲ့ပတ်သက်ပြီးတော့မှာကြီးစုနေကြတဲ့မျိုးပါပြည်သူတွေဘက်ကနေပြီးတော့မှာလဲကိုယ့်ရဲ့မြေလေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ ဆိုတော့ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့တော်လံပြတော်သားတို့ဖြစ်တဲ့ကိုစီကနေပြီးတော့မှကြာဆုံးများနေတဲ့စကွန်စီတဖို့နေတဲ့သူတို့အသက်စခန်းတွေအကြောင်းကိုဘယ်လိုမျိုးဝန်တာရဆောင်နေပါတော့ပြောဆိုထားမလဲဆိုတာကျွန်တော်စပီရမှာနားထောင်ကြည့်လိုက်ရအောင်နော်အခုလက်ရှိသတင်းနိုင်တိုင်းမှာလည်းဒီ PDF တဲကိုဝင်လာတဲ့စကွန်စီတဖို့ကိုအများကြီးရှိပါတယ်အဲ့ဒီအများစုကတော့ကျွန်တော်စစ်မှုထမ်းဥပဒေနဲ့တော့ဝင်လာပြီးတော့ထွက်ပြေးလာတဲ့ဒုတိယဖြစ်တယ်အဲ့တော့ဒါဟုတ်ဒီချင်းအမေအနာနဲ့အကြမ်းဖက်စစ်ကောင်စီဟာသူတို့ရဲ့အကြမ်းဖက်လုပ်ရက်တွေကိုလုပ်ဖို့အတွက်ဒီပြည်သူတွေကိုစစ်မှုထမ်းခိုင်းတယ်ပြီးလို့ရှိရင် အကျံဖက်အလုပ်တွေကိုမလုပ်တဲ့လူတွေကိုရရဆက်ဆက်တုံ့ပြန်နေတယ်။ဘယ်တော့ဒီဇိုးလဲဆိုရင်ပြည်သူကိုချွတ်ချွတ်တာတာတော့ပြောွင့်မရှိဘူးလို့အမိတ်ပေးခဲ့တယ်။နော်ဒီတောင်းကိုလည်းလင်းဝင်လာတဲ့စစ်သားတယောက်ကျွန်တော်ဗီဒီယိုအင်တာဗျူးထားတဲ့ဖိုင်မှာအဲတင်ပြခဲ့ပြီဖြစ်ပါတယ်နော်။အဲ့တော့လက်ရှိအခုနောက်ပိုင်းမှာနောက်တစ်ခုရှိတာကနိုင်ငံရေးရထုံးတဲ့မှုတွေတော်တော်များများတွေ့လာတယ်။ဒါကတော့တောင်ဆန်းစုကြည်အပါအဝင် NDI ကိုပြိုကွဲအောင် NDI အင်အားတွေကိုအဲဒီတော်ဆန်းနာမင်းတို့လိုဟာမျိုးကိုတော်မျိုးမင်းကအင်တာဗျူးပြီးတော့အင်အားတွေပြိုကွဲအောင်ရှင်းရှင်းပြောရရင်တော့အဓိကကတော့စစ်တပ်ကလက်နက်နဲ့တိုက်လို့မနိုင်တော့ဆိုတော့သူတို့ကောင်းကောင်းသိပါပြီ။ ီပြည်သူကိုတို့လက်နဲ့တိုက်တော့မနိုင်တော့ဘူးဘလောက်ပဲအကြမ်းဖက်ဖက်ပြည်သူကတို့အကြမ်းဖက်တဲ့တန်းကိုကြက်ကြက်ခံပြီးတော့ရအောင်ရင်ဆိုင်နိုင်တယ်ဆိုတဲ့ကိစ္စကိုတို့ကောင်းကောင်းတိတဲ့နောက်မှာစစ်ကောင်စီရဲ့အခုတိုက်စစ်ကိုပြန်ပြောင်းလာတယ်ဒါကတော့ပါတယ်တွေးခွဲတက်ရှိုးတဲ့မျိုးပြောင်းလာတယ် နော်ဟုတ်တယ်ဒေါ်စန်းစုကြည်ရဲ့မွေးနေ့ရောက်ခံပြီးမှအားလုံးတည်လို့ဖြစ်တယ်နော်တရားရုံးတဲ့ကနော်စစ်ချက်ဗီဒီယိုဖိုင်တွေထွက်လာတယ်ဒေါ်စန်းစုကြည်တနေ့နာနေတဲ့ဗီဒီယိုဖိုင်တွေထွက်လာတယ်အဲဒေါ်စန်းစုကြည်ပြောတဲ့စာစာတွေဆိုပြီးထွက်လာတယ်စတဲ့ဖြစ်ပြီးလို့ရှိရင်ဒေါ်စန်နာမင်းတို့မျိုးဒီ AND ရဲ့ထိပ်မင်းခေါင်းဆောင်တွေရဲ့အပွဲအပြဲဗီဒီယိုဖိုင်တွေအင်တာဗျူးတွေကောင်းကောင်းထွက်လာတယ်ဒါတွေကနော်ယူရိုတက်တာထွက်လာတာမဟုတ်ဒါတွေအားလုံးကနိုင်ငံရေးပဲဗျနော်သူတို့မထွက်လာခိုင်းရင်ဒါတွေထွက်လို့မရဘူး ရှင်းရှင်းလေးပဲသူတို့ထွက်တိုင်းကျင်လို့ထွက်တာအဲ့တော့ကြော်မျိုးမင်းတို့ကောင်မျိုးက NLD ပါတီရဲ့ထိပ်မင်းခေါင်းဆောင်တယောက်ဒီလိုအချိန်မှာအင်တာဗျူးလုပ်ပြီးပြည်သူကိုပြရတယ်ဆိုတဲ့ကခင်ဗျားစဉ်းစားကြည့်ဒီเนาะအဲ့တော့တခုခုနေဖြစ်တာကကျွန်တော်တို့ပြည်သူရဲ့အရေးအချင်းကဒီနေ့အချိန်ထိမကြွားဘူးအဲ့တော့ ADH လိုနေရာမျိုးမှာသူတို့တွေတိုက်တလို့လောက်ခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့အခုဒီနေ့27မှာပြည်သူရဲ့အတွေးအခေါ်အမျှော်မြင်เนาะနိုင်ငံရေးအတိတ် အဟုတုတ္တရတွေဒါတွေကစာမတက်တဲ့ပြည်သူတယောက်တောင်မှအခြေခံအတိတ်တရားတည်တဲ့အနေအထားဖြစ်နေပြီဖြစ်တဲ့အတွက်သူတို့တွေလုံချင်တိုင်းလုပ်လို့မရအဲ့တော့ဒီတော်နိုင်ရေးမှာကျွန်တော်တို့ကဘာယူလဲအားကိုးလို့မရဘူးเนาะအခုအမေရိကန်နဲ့အီတာဝင်ဆိုလို့အမေရိကန်ဒီမကဆိုရင်ဟာတော့ကြောက်ကြတာဆက်တဲ့ဖြစ်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 အဲ့တော့ကဘာကြီးကကျွန်တော်တို့အကူညီဖို့ဆိုတာက ဖြစ်နိုင်ဘူး။ကုညီမဲ့ဆိုကြာပြီးကုညီလိုက်တာ။အာနာသိမ့်တာနဲ့ဥပဒေနဲ့အာနာသိမ့်တာတိတယ်ဗျာ။ပြီးတော့အာနာသိမ့်ပြီးတော့လည်းပြည်သူကိုလက်နဲ့မရှိတဲ့ပြည်သူကိုလက်နဲ့နဲ့ရဲရဲဆက်ဆက်အကြမ်းဖက်တာနဲ့သူတို့တိတယ်ဗျာကဘာကြီးက။ပြီးလို့ရှိရင်လည်းရဲရဲဆက်ဆက်အခုစီရင်စစ်ကြောင်စုံမှုတွေကျူးလွန်နေတာနဲ့တိတယ်။ဒါပေမဲ့လို့မကုညီကြတော့မကုညီတာ။အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ပဲအချမ်းကိုတော့တစ်ခုလောက်မှမားလိုက်တယ်။ချက်ချင်းထောက်မှာအစင်သိရှိတယ်။အဲ့တော့ကျွန်တော်တို့တွေကပြရမှာကနံပါတ်1ကျွန်တော်တို့ခြေလမ်းမှန်မှန်လျှောက်ရမယ်။နံပါတ်2အဲ့ sorry နံပါတ်1အရေးကြီးဆုံးကကျွန်တော်စီလုံးညီရောက်ပါမယ်ကျွန်တော်တို့တွေးဝဲလို့မရအောင်စုံပြူးဆိုရင်စုံပြူးကိုပြက်ပြက်တာတာထုတ်နိုင်ရမယ် ော်လှန်ရေးမှာဘာလို့လုပ်လဲကျွန်တော်ကိုယ်တိုင်လုပ်တာကျွန်တော်အတော်လှန်ရေးကိုပြစ်စည်းမဲ့ထိခိုက်မဲ့တွေးခွဲမဲ့အရာကိုလုပ်နေတာကျွန်တော်လုပ်လို့ရှိရင်ကျွန်တော်ကိုဆွဲထုတ်လိုက်အောက်ချင်းပြည်သူအဆင့်တစ်ယောက်ကစားပြီးတော့အခုလိုမျိုး NLD တို့ထိပ်ပိုင်းကောင်းဆောင်တွေ PDF ထိပ်ပိုင်းကောင်းဆောင်တွေ NUG ထိပ်ပိုင်းကောင်းဆောင်တွေ CRP ထိပ်ပိုင်းကောင်းဆောင်တွေ Titan EA West တွေအားလုံးဟာတော်လှန်ရေးကိုတွေးခွဲမဲ့အလုပ်အားရောမဲ့အလုပ်ရန်သူအကြိုက်အလုပ်တွေလုပ်လာမယ်ဆိုအဲဒါလိုစုံဖြူပြက်ပြက်တလားပြီးထုတ်ပါမယ်မှန်တယ်နော်ကိုစီပြောတော့တာလေကျွန်တော်တို့ဒီတော်လိုက်မှာဆန်တော့ နိုင်ငံတကာဖွဲ့စည်းတွေနဲ့ပြည်မှာကုညီထောက်ပံ့ဖို့ရရှိဖို့ဆိုဝေလာဝေးနေတဲ့အချိန်မှာအခုဆိုရင်ကျွန်တော်တို့ပြည်သူတွေပဲချမ်းကိုစစ်ကောင်စီနဲ့သူတို့ဘုံမလော်ဘီရုပ်ခွက်တွေကနေပြည်မှာတိုခက်တက်ရှူတဲ့နေလာတွေပေါ်အောင်ပြုလာတာပဲဖြစ်ပါတယ်။အဓိကအနေနဲ့ကတော့အမေစုဟာဆိုရင်အညူချင်းနဲ့ CRPH ကိုမထောက်ခံဖို့ဆိုတဲ့ပေါ့နော်။ကျော်မင်းမင်းတို့လိုအုပ်စုတွေကနေပြည်မှာအာချောင်ပြောဆိုခဲ့တဲ့တရင်တွေကဆောက်လို့ကျွန်တော်တို့အခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ချားဝင်ဒီတိုခက်တက်ရှူမှုတွေကိုလည်းကြားနေရတယ်မလို့ဒါတွေမျိုးဝပြည်သူတွေနဲ့နားမယောင်ပဲနဲ့ ခုချိန်မှာဆိုတော့ကျွန်တော်တို့တလရဲဘော်တွေနဲ့သူတားထဲရက်တည်ပြီးတော့မှအားပေးဝင်ရရမယ့်အချိန်ပဲဖြစ်ပါတယ်စစ်ကောင်စီကဆိုရင်ကျွန်တော်တို့တလပီတူတွေရဲ့ထုတ်ဖို့စနစ်နဲ့ ခလိုမျိုးအောင်ဖွဲ့ရရှိနေတာကိုလည်းသိရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ B2B ပေါ်မှာရှိနေတဲ့မြန်မာပြည်သူပြည်သားတွေပေါ်မှာစလေရုံမှာဖို့စူးစမ်းနေတယ်ဆိုတော့လည်းကျွန်တော်တို့တပ်ပြီးတော့မှသိရှိရတာပဲဖြစ်ပါတယ်။အဲ့လိုမျိုးခက်ခဲပေါင်းစုံကြတဲ့အခါနေမြန်မာမျိုးဘက်ပြည်သူတွေရဲ့အနေနဲ့စီမပြတ်အားမြော်ပဲနဲ့ကျွန်တော်တို့ရဲ့ဘဝရင်သူဖြစ်တဲ့ Fisher Nation လူသစုတွေကိုအမြဲဆုံးဖြိုချချင်တယ်ဆိုတော့ကျွန်တော်တို့နေပေါ့နော်။ဒီတော်လိုက်မှာဆုံဆုံတိပူပေါင်းပုံပေးကြပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့မှပိုင်းဗီဒီယိုကိုဒီနေ့မှပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြန်မာပြည်သူများလုံးချီးကျူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှ တာယာရဲ့ချန်နယ်နေ့တလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်